ရောမဩဝါဒစာဆောင်ကိုကျွန်တော်တို့အတူတူကလေ့လာတော့သူတို့အပေါ်မှာတခင်ခရီးတော်ရဲ့နာမ၌ကောင်းချီးမင်္ဂလာတက်ရောက်ပါစေလို့ဥစွာဆုတောင်းပေးပါရယ်ကျွန်တော်တို့ရောမဩဝါဒစာဆောင်ကိုအခန်းကြီး၁ကနေပြီးတော့လေ့လာခဲ့ကြတဲ့ဥစ္စာခုဆိုလို့ရှိရင်ရောမအခန်းကြီး၁နှစ်ကို ဆက်ပြီးတော့လေးလာကြရတော့မှာဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့လေးလာကြရမယ်ရောမဩဝါဒစာဆောင်ကြတော့ရောမအခန်းကြီး7နှစ်အငယ်1ကနေ2အကြမှာဖော်ပြပေးထားတဲ့အကြောင်းအရာလေးကိုဆက်လက်ပြီးတော့ဆင်းပြပေးမှာဖြစ်ပါတယ်ဒီနေ့လေးလာမယ်အကြောင်းအရာများအတွက်အသက်ရှင်သောယေကူ ပူဇော်ဆက်တချင်းဆိုတော့ကောင်းစဉ်ပေးပေးထားပါတယ်ဆိုတော့အရင်ဆုံးကျွန်တော်တို့ရောမဟောဝါရစာခန်းရှင်းနှစ်အငယ်တိတ်ကနေနှစ်ကိုဖတ်ပြပါမယ်ညေကိုရူအသက်ရှင်ခြင်းလက္ခဏာတန်ဆင်ခြင်းလက္ခဏာဖျားသခင်နှစ်သက်တော်မူပွေသောလက္ခဏာနဲ့ပြည့်စုံသော ရစ်ကိုတင်တို့ဒီပူဇော်၍မိမိကိုယ်ခန္ဓာကိုဘုရားသခင်အားဆက်ကချင်းတည်းဟူသောတင်တို့ပြုအပ်သောဝတ်ကိုပြုမြေအကြောင်းဘုရားသခင်၏ကယုဏတော်ကိုထောက်ထား၍တင်တို့ကိုငါတိုက်တွန်းနှိုးဆော်ပေ၏တင်တို့သည်လောကီပုံဒရန်ကိုမဆောင်ကြနှင့်ကောင်းမြတ်သောအရာ နှစ်သက်ပွေသောအရာစုံလင်သောအရာတည်းဟူသော ဖျားသခင်အလိုတော်ရှိသောအရာသည်အဘေးအရာဖြစ်ဒီကိုဖြစ်ဒီကိုတင်နိုင်မိအကြောင်းစိတ်နှလုံးကိုအတိပြင်ရှင်၍ပုံတရံပြောင်းလဲခြင်းတို့ ရောက်ကြလောဆိုတဲ့ကျမ်းပိုင်ပဲဖြစ်ပါတယ်ကျွန်တော်တို့ရောမဩဝါဒစာကိုလေးလာတဲ့အခါမှာအခြေခံအားဖြင့်တော့အပိုင်းကြီးနှစ်ပိုင်း ရှိတာကို တွေ့ရပါတယ်ပထမအပိုင်းဖြစ်တဲ့အခန်းကြီး1ကနေ7မှာတော့စင်ပေါ်လူကဩဝါရမြတ်ကိုတွင်တင်ပေးထားတာတွေ့ရပါတယ်အဲ့ဒီဩဝါရအထက်မှာဘာအကြောင်းတွေပါတယ်ဆိုလို့ရှိရင်အပြစ်အကြောင်းရယ်ဖြောင့်မခြင်းတရားအကြောင်းရယ်တပါးအမျိုးသားများနဲ့ဧဒရီလာလူများအတွက် ကေတင်ချင်းဩဝါဒတရားအကြောင်းများကိုဖော်ပြပေးထားပြီးတော့ရောမဩဝါဒစာဆောင်ရဲ့အဓိကအချက်ဖြစ်တဲ့အကြောင်းကိုလည်းပဲရောမအခန်းကြီး1အငယ်6ခွန်ကကျမ်းစကားအပြင်ဖော်ပြပေးထားတာ တွေ့ရပါတယ်အဲ့ဒီအဓိကအချက်ကဘာလဲဆိုလို့ရှိရင်ဖြောင့်မတ်တော်သူဒီယုံကြည်ခြင်းအပြင် အသက်ရှင်လိမ့်မည်ဆိုတဲ့အချက်ဖြစ်ပါတယ်ထိုတရားဟာသခင် ခရစ်တော်ရဲ့အေးဝံကလေးတရားကိုယုံကြည်တော်ယုံကြည်ခြင်းတရားကိုဆိုလိုတာဖြစ်တယ်ခရစ်တော်ရဲ့ယုံကြည်ခြင်းတရားဟာအေးဝံကလေးတရားအားဖြင့်သင်ရှားလေရှိတယ်ဆိုပြတော့လည်းပဲပြောပြထားပါတယ်စင်ပေါ်လူက ရောမအခန်းကြီး1ကနေအခန်း7မှာဩဝါဒရေးရာအကြောင်းများကိုသွန်သင်ပြီးတော့ရောမအခန်းကြီး7နှစ်မှာစပြီးတော့ခါအဆုံးပိုင်းကိုတော့အကြောင်းအရာနောက်တစ်မျိုးစုပြောင်းသွားတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်เนาะရောမအခန်းကြီး7နှစ်ကနေစပြီးတော့ဖော်ပြပေးခဲ့ပေးခဲ့တဲ့ဧဝံဂေလိတရားအပေါ် အခြေပြုပြီးတော့ခါအသက်တာမှာဘလို့လက်တွေ့ကျင်းသုံးပြီးအသက်ဆင်ရမယ်ဆိုတာကိုတွင်တင်ပေးထားပါတယ်เนาะကျွန်တော်တို့အခန်းကြီး၁ကနေ၁၁အထိမှာအေဝံဂေလိတရားအကြောင်းကိုသူတွင်တင်ပေးတယ်အခန်းကြီး၁၂ကနေစပြီးတော့ခါအဲ့ဒီအေဝံဂေလိတရားအပေါ်မှာအခြေပြုပြီးတော့ဘလို့လက်တွေ့ကျင်းသုံးပြီးအသက်ဆင်ရမယ်ဆိုတာကိုတွင်တင်ပေးထားတာကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ် တစ္ဆီချနာရတဲ့ဩဝါဒတို့ဟာငါတို့ရဲ့အသိပညာတိုးပွားစေရန်တော်မကားပဲနဲ့အတ္တတာမှာလက်တွေ့ကျင်းသုံးပြီးတော့အသက်ဝင်စီဖို့လိုအပ်တယ်ဆိုတာကိုသူက ပြောပြတာဖြစ်ပါတယ်။အဲ့လိုနဲ့ရောမအခန်းကြီး၁၂အငယ်၁၁ကနေနှစ်မှာယုံကြည်သူအယောက်တိုင်းတူးချင်းစီဖျားတဲ့ခင်နဲ့ ဆက်ဆံတဲ့အခါမှာဘယ်လိုဖြစ်ရမလဲဆိုတော့ကို အရင်ဆုံးတွင်တင်ပြတာကျွန်တော်တို့တွေ့ရပါတယ်ရောမအခန်းကြီးစနဲ့အငယ်1နဲ့2မှာစင်ပေါ်လူကဘယ်လိုပြောဘယ်လိုအစာပြုထားလဲဆိုလို့ရှိရင်ညီအဲ့ကိုရိုးဆိုတဲ့စကားနဲ့အစာပြုခေါ်ဆိုထားတာကို ကျွန်တော်တို့တွေ့ရတယ်အဲ့လိုခေါ်ဆိုရချင်းဟာယုံကြည်သူတိုင်းကိုညီအကိုဆိုပြီးတော့လေစားတမှုဖြင့်ခေါ်ဆိုခြင်းဖြစ်ပါတယ် စင်ပေါ်လူကယုံကျေသူတွေကိုငေတာတူလို့တပည့်တူတယောက်အဖြစ်မမြင်ဘဲနဲ့တပည့်လူမမြင်ဘဲနဲ့မိမိနဲ့တန်းတူညီကိုအဖြစ်စွမြင်တာကြောင့်အဲ့ဒါလိုခေါ်ရတာဖြစ်ပါတယ်။တနည်းအားဖြင့်ညီအကိုတို့ဆိုတဲ့အခေါ်ပေါ်မှာနှင်းချခြင်းတဘောကိုလည်းပဲပေါ်လွင်စီပြီးတော့နှင်းချခြင်းနဲ့ တိုက်တွန်းနှိုးဆော်ပေးခြင်းဖြစ်ပါတယ်ဆိုတာကိုကျွန်တော်တို့နားလည်ရမှာဖြစ်ပါတယ်ဒီအချက်မှာကျွန်တော်တို့နားလည်ရမှာကတော့ငါတို့ဟာယုံကြည်သူများအပေါ်မှာလေစားခြင်းရှိရပါမယ်သူတို့ ਨੇ ပြောဆိုတဲ့အခါမှာလည်းပဲနှင်းချခြင်းသဘောကိုရှင်းထားပြီးတော့ ဆက်ဆံပြောဆိုရမယ်ဆိုတာကိုလည်းပဲကျွန်တော်တို့နားလည်ရမှာဖြစ်ပါတယ်။နောက်ပြီးစင်ပေါ်လူကမိမိတို့ကိုကိုဘုရားသခင်ရဲ့ရှေ့မှာဘယ်လိုအသက်ရှင်ဆက်သရမယ်ဆိုတာကိုလည်းပဲပြောပြထားပါတယ်။ဘယ်လိုဆက်သရမယ်ဆိုတဲ့လက္ခဏာတို့ကိုလည်းပဲသူ ပြောပြပေးထားတယ်။အငယ်တက်မှာနော်အသက်ရှင်ခြင်းလက္ခဏာ တန်ဆင်းခြင်းလက္ခဏာဖျားသခင်နှစ်သက်တော်မွေပွေသောလက္ခဏာဆိုပြီးတော့လက္ခဏာ၃မျိုးကို ပြောပြပေးထားပါတယ်။အဲ့လက္ခဏာတို့ ਨੇ မိမိတို့ကိုယ်ကိုဖျားသခင်မှာဆက်တပ်ပူဇော်ရမယ်လို့ဆိုထားပါတယ်။ထိုရည်ဟာတဲ့အေဝံဂလိတရားနဲ့ညီပြီးတော့အေဝံဂလိတရားကိုခံယူပြီးသော သူများ ပြုတ်အပ်တဲ့ဘောဖြစ်တယ်လို့လည်းပဲဆိုပေးထားပါတယ်။ အဲ့ဒီအသက်တာဟာအေးဝံကလေးတရားကိုခံယူထားခြင်းရဲ့တက်တည်လေးဖြစ်ပါတယ်ဆိုတော့ကိုကျွန်တော်တို့နားလည်ရမှာဖြစ်ပါတယ်ဒီမှာရှင်ပေါ်လူကပူဇော်ဆက်တာခြင်းဆိုတဲ့စကားကိုတုံနှုံထားခြင်းဟာဓမ္မဟောင်းကာလမှအေဒရေလလူများဘုရားတခင်ကိုပူဇော်ခြင်းကြီးပြုကြတဲ့အခါမှာတုံးတဲ့ရစ်ကောင်နဲ့ခိုင်းနှိုင်းပြီးတော့ ောပြခြင်းဖြစ်ပါတယ်။ဣတရီလာလူတို့ဖျားရခင်ကိုရစ်ပူဇော်တဲ့အခါမှာရစ်ကောင်ဟာအသက်ဆင်းသောရစ်ကောင်ဖြစ်ရမယ်။အနာအစာကင်းသောရစ်ကောင်အခါမလေသောရစ်ကောင်ဖြစ်ရမယ်လို့နှိမ့်တော်မူထားပါတယ်။အဲ့ဒီလိုပဲကျွန်တော်တို့ဒီလေးပဲဖျားသခင်၌စစ်ကတ်တဲ့အခါမှာဧဝံဂေလိတရားနဲ့ညီတဲ့အသက်ဆင်းခြင်းလက္ခဏာဒုစရမျိုးကိုဆောင်ကျင်သောလက္ခဏာ စိတ်နှလုံးဖြူစေခြင်းလက္ခဏာနဲ့နေစဉ်အသက်ရှင်ပြီးတော့ဘုရားသခင်ထံမှာဆက်ကပ်အနှံခြင်းရှိရမယ်လို့ပြောပြနေတာဖြစ်ပါတယ်။အကျဉ်းချုပ်ပြောရမယ်ဆိုလို့ရှိရင်အေဝံဂေလိတရားအပြင် ပြုပြင်ခံရတဲ့ဝိညာဉ်တဘောနဲ့ဘုရားသခင်စီမှာဆက်ကပ်ခြင်းရှိရမယ်လို့ဆိုလိုတာဖြစ်ပါတယ်။နေတိုင်းအစဉ်ဝိညာဉ်တဘောဖြင့်အသက်ရှင်ရန်တိုက်တွန်းနှိုးဆော်ပေးနေခြင်းလည်းဖြစ်ပါတယ်။ ဘုရားသခင်ရဲ့ကရုဏာတော်ကိုထောက်ပြီးတော့တင်တော့ကိုငါတိုက်တွန်းနှုဆော်ပေ၏လို့ဆိုထားပါတယ်အပြစ်သားတွေဖြစ်တဲ့ကျွန်တော်တို့ကိုယေရှုကရုဏာတော်အဖြင့်ရွေးနှုတ်ကေတင်တယ်ဖြောင့်မတ်ခြင်း၌တည်စီပြီးတော့ဘုရားသခင်ရဲ့တားဖြစ်ခွင့်ကိုရစေရုံသာမက ခရစ်တော်နဲ့အတူအမွေခံစေခြင်းကရုဏာတော်ကို ထောက်ပြီးတော့အဲ့ဒါလိုအသက်ရှင်ကြရန်လိုတယ်ဆိုတော့ကိုတိုက်တွန်းနှုတ်ဆော်ပေးတာဖြစ်ပါတယ်။ဘုရားသခင်ရဲ့ကျေးဇူးတော်ကိုဘသူမှကျေးဇူးဆနိုင်ခြင်းမရှိတော်လည်းပဲပေါ်ပြထားတဲ့လက္ခဏာတို့နဲ့အသက်ရှင်ခြင်းဖြင့်ဆက်တကြရမယ်လို့ပြောပြနေတာဖြစ်တယ်။ အဲ့ဒီအမှုတွေဟာတဲ့မိမိတို့ပြုအပ်သောရစ်ပြုတင်သောရစ်မျိုးဖြစ်တယ်လို့ပြောထားပါတယ်နော်နောက်ပြီးတော့ဆက်၍သူကကျွန်တော်တို့တယောက်စီကိုဘုရားသခင်နဲ့ဆက်ဆံတဲ့အခါမှာအဲ့ဒါလို့ဆက်ဆံရမယ်ဆိုသလိုပဲမိမိတို့ရဲ့တတ္တာမှာဘလို့အသက်ဆင်ရမယ်ဆိုတာကိုလည်းပဲအငငယ်နှစ်ထက်မှာ ဖော်ပြပေးထားတယ် အငယ်နှစ်ထဲမှာဘလို့ပြောထားတယ်လဲဆိုလို့ရှိရင်တင်းတို့ဒီလောကီ ပုံတရံကို မဆောင်ပြနဲ့ကောင်းမြတ်သောအရာနှစ်တဲ့ပွေသောအရာစုံလင်သော အရာတည်းဟူသောဖျားသခင်အလိုတော်ရှိသောအရာဒီအဘေးအရာ ဖြစ်ဒီကိုတင်နိုင်မည်အကြောင်းစိတ်နှလုံးကို အသက်ပြင်ရှင်၍ပုံတရံပြောင်းလဲခြင်းသို့ရောက်ကြလောဆိုပြီးတော့အငယ်နှစ်မှာပြောပြထားပါတယ်ဟုတ်ဆိုတော့ အဲ့ဒီအငင်နှစ်ကဟာကကျွန်တော်တို့ဘုရားသခင်နဲ့ဆက်ဆံတဲ့အခါမှာအထက်ပါပုံစံမျိုးနဲ့ဆက်ဆံရတယ်လို့ပဲငါတို့လက်ရှိအသက်ရှင်ရမယ့်ပုံစံကဘယ်လိုလဲဆိုတော့ကိုလည်းပဲပြောပြတာထက်ပြောပြတာဖြစ်တယ်အသက်ရှင်မယ့် ပုံစံကလောကီတံဖြင့်အသက်မရှင်ဘဲနဲ့ပုံတံပြောင်းလဲ၍အသက်ရှင်ကြဖို့ပြောပြနေတာဖြစ်တယ်စိတ်နှလုံးကိုအသက်ပြုပြင်ပြီးတော့ ပုံတရံပြောင်းလဲခြင်းစီကြရန်ဖြစ်တယ်ဆိုတော့ကိုကျွန်တော်တို့နားလည်ရပါတယ်เนาะပုံတရံပြောင်းလဲခြင်းဆိုတာဘလို့လဲเนาะပုံတရံပြောင်းလဲခြင်းဆိုတာကဘလို့လဲဆိုတော့ကိုလည်းပဲသူကပြောပြထားတယ်အဲ့ဒီမှာကောင်းမြတ်သောအရာ နှစ်သက်ပွေသောအရာစုံလင်သောအရာဘုရားရခင် အလိုတော်ရှိသောအရာ တို့ဖြင့် အသက်ရှင်ခြင်းကိုပုံတရံပြောင်းလဲခြင်းလို့ခေါ်တယ်။အဲ့ဒါလို့ဖြစ်စီဖို့အတွက်စိတ်နှလုံးကိုအတိပြုပြင်ရမယ်လို့ဆိုထားပါဗျ။အဲ့ဒါလို့အသက်ရှင်နိုင်ရန်ဘယ်လိုပြုရမလဲဆိုလို့ရှိရင်တော့နော်ဒီမိုတီဩဝါဒစာဒုတိယဆောင် အခန်းကြီး3အငယ်6ခုနဲ့မှာ သူဆက်ပြီးတော့ဖော်ပြပေးထားတာကျွန်တော်တို့တွေ့ရပါတယ်။ဒီ ကျွန်တော်ဒီမိုသေးဒုတိယဆောင် အခန်းကြီး၃အငယ်၈၇ကိုဆက်ပြီးတော့ဖတ်ကြရအောင်နော်ဖျားသခင်ဤလူသည်စုံလင်တော်သူကောင်းသောအမှုအမျိုးမျိုးတို့ကိုပြုစုခြင်းအလုံးငါပြင်ဆင်တော်သူ ဖြစ်မည်အကြောင်းဩဝါဒပေးခြင်းအပြစ်ကိုဖော်ပြခြင်း ဖြောင့်မတ်စွာ ပြုပြင်ခြင်းတရားကိုတွင်တင်ခြင်းကျေးဇူးများကို ပြုတတ်၏တဲ့ဆိုတော့အခုနာကျွန်တော်ရောမအခန်းကြီး၈နှစ်အငယ်၄မှာဖော်ပြထားသလိုပဲကောင်းမြတ်တဲ့အရာ နှစ်သက်ပွေသော အရာစုံလင်သောအရာဖရာသခင်အလိုတော်ရှိသော အရာတို့ကဘာတွေလဲဘလို့ရရှိနိုင်မလဲဆိုတော့ကို ရှင်ပေါလုကတိမောသေဒုတိယဆောင် အခန်းကြီး3အငယ်6ခုနဲ့မှာ ဖော်ပြပေးထားတာဖြစ်ပါတယ်။အဲ့လိုဖော်ပြပေးထားတဲ့အခါမှာသူကเนาะခုနတမချန်းစာက ကျွန်တော်တို့ရဲ့အတ္တကိုဘယ်လိုပြုပြင်ပေးနိုင်တယ်လဲဆိုတော့ကိုဒီမှာပြောပြထားပါတယ်။အဲ့ဒီကျမ်းထဲမှာဘုရားသခင်ရဲ့လူဟာစုံလင်တော်သူဖြစ်ပြီးတော့ ကောင်းသောအမှုအမျိုးမျိုးတို့မှာ ပြုစုခြင်းအလုံးကပြင်ဆင်တော်သူဖြစ်မိအကြောင်းတဲ့အဲ့ဒါကိုတမန်ကျမ်းစာကတွင်တင်ပေးတယ်လို့ပြောပါတယ်နော်တမန်ကျမ်းစာကဘယ်လိုတွင်တင်ပေးလဲဆိုတော့ဩဝါဒကိုတွင်တင်ပေးတယ်ကျွန်တော်တို့ရဲ့အပြစ်တွေကို ဖော်ပြပေးတယ်ဖြောင်းမတ်စွာပြုပြင်ပေးတယ်တရားတော်များကိုလိုတွင်တင်ပေးတယ်လို့ပြောထားပါတယ် အဲ့ဒါကြောင့်ဒီချမ်းစကားအရာကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်ရောမအခန်းကြီး၈နှစ်အငယ်နှစ်မှာဖော်ပြထားတဲ့အတိုင်းအသက်ရှင်ကြရမယ်ဆိုလို့ရှိရင်တော့တမန်ကျမ်းစာကိုနေ့တိုင်းအစဉ်မွေးလျော်ဖို့လိုအပ်လာတာဖြစ်ပါတယ်နော်တမန်ကျမ်းစာကိုအစဉ်အတိုင်းမွေးလျော်ဖို့လိုအပ်လာတာဖြစ်တယ်ဆိုတော့ ်တမချန်းစာကိုမိုးလျော်ဖို့လိုအပ်တယ်ဆိုတဲ့နေရာမှာเนาะဘာအတွက်လဲဆိုလို့ရှိရင်ကျွန်တော်တို့ဟာအတ္တတာပုံတရံပြောင်းလဲခြင်းတို့ရောက်စေဖို့အတွက်ဖြစ်ပါတယ်ဆာလံနံပါတ်1တဲ့နဲ့နှစ်မှာလည်းပဲအဲ့ဒီသဘောတရားကိုတုံသင်ပေးထားပါတယ်เนาะမတရားသောသူတို့ဤတိုက်တွန်းခြင်းတို့မလိုက် လူဆိုးတို့ဤလန့်တွင်မရက်မနေမထီမင်းမြင်ပြုသောသူတို့ဤအစီအဝေး၌မထိုင်သာဝရဖျားဤတရားတော်၌မွေးလျော်၍တရားတော်ကိုနင်းညင်မပြတ်ဆင်ခြင်အောင်မေးသောသူသည်မင်္ဂလာရှိ၏လို့ဆိုပေးထားပါတယ်အဲ့ဒါကစင်ပေါလုကရောမအခန်းကြီး၈အငယ်နှစ်မှာဖော်ပြပေးထားတဲ့တဒံပြောင်းလဲခြင်းနဲ့အသက်ရှင်နိုင်ဖို့အတွက်အလို့ငှာ နော်ဆာလန်ထဲမှာဘလို့လုပ်ရမလဲဆိုတော့ကိုပြောပြပေးနေတာဖြစ်တယ်။ဒါကြောင့်ခရိယံယုံကြည်သူတယောက်ဟာယုံကြည်ခြင်းသို့ရောက်ပြည့်တဲ့နောက်ပိုင်းမှာအဲ့ဒီမှာပဲပြီးသွားတာမျိုးမဟုတ်ပဲနဲ့နေစဉ်အသက်ရှင်တဲ့အခါမှာဘုရားသခင်အလိုလိုနဲ့အညီတဒံပြောင်းလဲခြင်းဖြင့်အသက်ရှင်နိုင်ဖို့အတွက်နော်တမာကျန်းစာကို နေတိုင်းအစဉ်မွေးလျော်ဖို့လိုအပ်တယ်နော်တရားတော်၌မွေးလျော်ပြီးတော့ထိုတရားတော်ကိုနင်းငင်းမပြတ်ရှင်းရှင်းအောင်မေးပြီးတော့လိုက်ဆောက်ကျင့်သုံးဖို့လိုအပ်တယ်ဆိုတော့ကိုလည်းပဲကျွန်တော်တို့တွေးရပါတယ်နော်ဆိုတော့တမန်ကျမ်းစာမှာဖော်ပြထားတဲ့အတိုင်းပဲ ယုံကြည်ခြင်းသို့ရောက်သူတိုင်းဟာဘုရားသခင်အလိုတော်ကိုတည်ပြီးတော့အလိုတော်အတိုင်းအသက်ဆင်နိုင်ဖို့အတွက်ကျွန်တော်တို့ကဒီတမန်ကျမ်းစာကိုမွဲလျော်ရခြင်းဖြစ်ပါတယ်။ဘုရားသခင်ကကျွန်တော်တို့ကိုဘလို့အသက်ဆင်စေခြင်းတလဲဆိုတော့ကိုဘုရားသခင်ကဘာနဲ့ပြောပြတလဲဆိုလို့ရှိရင်တမန်ကျမ်းစာအားဖြင့်ပဲကျွန်တော်တို့ကိုပြောပြတာဖြစ်ပါတယ်။ဒါကြောင့်ယုံကြည်သူဖြစ်တယ်ဆိုလို့ရှိရင် တမချန်းစာမဖတ်ချင်ဘူးဆိုပြီးတော့လုပ်လို့မရပါဘူးတမချန်းစာကိုနေတန်းအစဉ်ဖတ်ရှုပြီးတော့ချဖွဲလက်ကျက်ပြီးတော့မိမိရဲ့အတ္တနဲ့အမြဲတမ်းဆန့်စစ်ဖို့လိုအပ်ပါတယ်ဘာဖြစ်လို့လဲဆိုရင်ခရိယန်တို့ရဲ့ယုံကြည်ခြင်းထက်မှလည်းပဲပြောထားတာရှိပါတယ်နော်တမချန်းစာဒီယုံကြည်သူများဘလို့အသက်ဆင်ရမယ့်အကြောင်းကိုတွင်တင်ပေးတဲ့ဤဥပဒေသာဖြစ်တယ်လို့ ြောထားပါတယ်ဆိုတော့ဧဝံဂေလိတရားကိုယုံကြည်လက်ခံတော်သူတို့ဟာမိမိတို့ရဲ့အတ္တကိုတန်ဆင်ခြင်းလက္ခဏာအတ္တဆင်ခြင်းလက္ခဏာဖရာသခင်အာရနှစ်သက်တော်မူသည့်လက္ခဏာတို့နဲ့အတူလောကီတဏ္ဍမဆောင်ဘဲနဲ့တဏ္ဍပြောင်းလဲခြင်းဖြင့်အတ္တဆင်ကြရလိုကြောင့်ယုံကြည်သူအရောက်တိုင်းတို့ကိုရှင်ဘောလူက ညီအကိုလိုမှတ်ယူပြီးတော့မေတ္တာနဲ့တိုက်တွန်းနှူးဆော်ပေးနေတာဖြစ်တယ်ဆိုတော့ကျွန်တော်တို့သိရပါတယ်တမချန်းစာမှာမွေးလျောပြီးတော့တမချန်းစာကတွင်တင်ပေးတဲ့အတိုင်းအသက်ရှင်ကြရန်စင်ပေါ်လူက ပြောပြနေတာဖြစ်တယ်ထိုးအသက်တာဟာအေဝံဂေလိတည်င်းစကားနဲ့ညီတဲ့အသက်တာမျိုးဖြစ်ပါတယ်ဒါကြောင့် ဧဝံဂေလိတရင်စကားအဖြစ်ယုံကြည်ခြင်းသို့ရောက်ပြီးဆိုပြီးတော့မှတမန်ကျမ်းစာဖတ်ဖို့ကြတော့ဆန္ဒမရှိဘူးပြောလို့မရပါဘူးကျွန်တော်တို့ယုံကြည်ခြင်းသို့ရောက်ခြင်းဟာအတိတ်ပြုပြင်ခံရပြီးတော့သာရအသက်ကိုရရှိပိုင်ဆိုင်စေခြင်းပဲဖြစ်ပါတယ်သာရအသက်ကိုရရှိပိုင်ဆိုင်ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့ဘလို့အသက်ရှင်လိုက်ဆောက်ရမလဲဆိုတော့ ကိုတမာကျမ်းစာကဆက်လက်တွင်တင်ပေးထားတာဖြစ်တဲ့အတွက်ထိုဤဝင်ကလေးတရားနဲ့အညီဘလို့အသက်ဆင်ရမလဲဆိုတာကိုသိရှိနိုင်ဖို့အတွက်လုံးဟာတမာကျမ်းစာကို နေ့တိုင်းအစဉ်ဖတ်ရှုလေ့လာဆန်းစစ်ပြီးတော့ခါလက်တွေ့လိုက်ရှောက်ကျင့်သုံးဖို့လိုအပ်တယ်ဆိုတာကိုရှင်ဘောလူကဒီမှာ တိုက်တွန်းနှိုးဆော်ပေးနေတာဖြစ်ပါတယ်။ဒါကြောင့်တရားနာသောသူအပေါင်းတို့ထိုယုံကြည်ခြင်းအပြင်ကဲတင်ခြင်းသို့ရောက်တယ်ဆိုတဲ့နေရာမှာပဲရက်မနေပဲနဲ့ထိုအေးဝံကလေးတရားနဲ့အညီတုံတင်ပေးတဲ့ဘုရားရှင်ရဲ့နှုတ်ကပတ်တော်ကိုနေတိုင်းအစဉ်မွေးလျောပြီးတော့ခရီးတော်နေသူအသက်ရှင်တော်သူများ ဖြစ်နိုင်ကြပါစေလို့ဆုတောင်းပေးရင်လည်းဒီနေ့ဒီဆင်းလင်းချက်လေးတွေကိုဒီမှာပဲနေကုန်ချုပ်ပါတယ်အားလုံးအပေါ်မှာဘုရားသခင်ကောင်းကြီးချပေးပါစေအာမင်